မင်္ဂလာပါ CV Voyu ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ CV Voyu ပြည်သက်များအတွက်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV series လေးရဲ့ဒုတိယတွဲပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပိုင်းမှာတော့ငါဘာတွေဘလို့ဖြစ်ခဲ့တယ်လဲဆိုတာကိုတော့မိတ်ဆွေတို့လည်းပြန်ပြီးတော့နားမထောင်ခြင်းလို့ကျွန်တော်လည်းပြင်းလို့ပြန်ပြီးတော့မပြောပြခြင်းတော့ပါဘူးကဲအဲ့တော့အစင်းနေဖြစ်ပြီဆိုရင် Silo season 2ရဲ့ episode 8ကိုစတင်လိုက်ကြပါစို့လားကျွန်တော်ကထုံးစံလိုက်မယ်အစီအစဉ်တင်ဆက်ပေးမယ် CD for you ကရှိန်းသူပဲဖြစ်ပါတယ် ဆိုင်လိုဆက်ကွန်လေးကနေပြီးတော့ပြန်ထွက်လာဖို့ကြိုးစားနေတဲ့ဂျူလီယက်ရဲ့ဝတ်စုံကိုဆိုလိုကရှာရှည်ဖတ်ထားပြီးတော့ဒီအောက်ရောက်နေတဲ့ပန့်ကိုပြင်ပေးပြီးတော့မှပဲအဲ့ဒီဝတ်စုံပြန်မိမယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့်ဂျူလီယက်ကလည်းရေအောက်ကိုသွားဖို့အတွက်ဝင်းချီဇက်လိုမျိုးစက်တီးတစ်ခုကိုအရင်ဆုံးလှုပ်ပြီးတော့မှရေအောက်ကိုဆင်းသွားခဲ့ပါတယ်။ရေအောက်ကိုရောက်တဲ့အခါမှာလည်းအပေါ်လွားမီးယားကိုရေဆိုကန်ကျိုးနဲ့တွေ့ပြီးတော့ရေအောက်ကပန့်ကိုပြန်လည်အောင်လှုပ်ပေးခဲ့ပါတယ်။ပန့်ရဲ့ကိစ္စအဆင်ပြေသွားလို့အပေါ်ပြန်တက်မယ်လှုပ်တဲ့ချေဂျူလီယက်ကိုဆွဲတင်မယ်ဂျိုးကပြက်ကျသွားတာကိုတွေ့လိုက်ရပါတယ်။ ရေအောက်မှာရှိနေတဲ့ဂျူးရက်ကလည်းသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကရှိသမျှလေးလံသမျှအရာတွေအကုန်လုံးချွတ်ချပြီးတော့ရေဆိုးကန်ပါဝါဂျူးကိုဆွဲကအသေးအံပြန်တက်လာခဲ့ပါလေဂျူးလီးရဲ့အပေါ်ရောက်လာတဲ့ခါမှာတော့သူ့ကိုဆွဲတင်ရမယ်ဆိုလို့မတွေ့ရတော့ဘဲနဲ့သွေးစားတွေပြန်ကျင်းနေအောင်တွေးလိုက်ရပါလေလူသူတယောက်မှမရှိဘူးလို့တတ်မှတ်ထားတဲ့ဆိုင်းလိုဆက်ခွန်ထဲမှာဆိုလိုဟာရုတ်တရက်ချောင်းအသက်ခံလိုက်ရတယ်လို့မျိုးပြောက်သွားအကြောင်းမလို့ဂျူးလီးယက်ကလည်းကြောက်လန့်တကြားနဲ့တွေးတဲ့ရဲတင်းတစ်လက်ကိုပဲကင်ပြီးတော့ဟိုးရှားတိရှာရှာနေပါလေ အဲ့ဒီအချိန်မှာပဲရုတ်တရက်ဂျူလီယက်ခြေထောက်တွေကမခံမရက်နိုင်အောင်နာကျင်လာခဲ့ပါတယ်ဂျူလီယက်ကလည်းဆိုလိုပြောခဲ့မှုတဲ့ရေအောက်အနက်ကြီးကိုရောက်သွားပြီးတော့အပေါ်မြင်မြန်ပြန်တက်လာမယ်ဆိုရင်ကြော်သားတွေကမခံမရက်နိုင်အောင်နာကျင်လာတတ်တာကြောင့်မလို့အနာပြောက်တဲ့အထိရေအောက်ထဲပြန်ဆင်းနေသင့်တယ်ဆိုတဲ့စကားကိုသတိရသွားပြီးတော့ရေတွေကိုပြန်ဆင်းဖို့အတွက်အရင်ဆုံးစူးစမ်းရပါတယ်တပတ်ကဆိုင်လို့ထဲမှာလည်းပဲရှာတွေကပေါ်ပိလင်ကိုသူတို့နဲ့ပူးပေါင်းမှုအတွက်စကားစာခေါ်နေပါတယ်ပေါ်ပိလင်ကလည်းဥရိဘက်မှာပဲရက်တီမယ်လို့ဆုံးဖြတ်ထားတဲ့အတွက် ဥပဒေအရကူညီလို့ရသမျှကူညီမယ်ဆိုတာကိုပဲပြန်ပြောလိုက်ပါတယ်။အဲဒါကြောင့်ရှာလီကလည်းပေါ်ပိလင်ကိုစိတ်တူပြီးတော့အော်ဟစ်ကပြန်ထွက်သွားခဲ့ပါတယ်။အပေါ်လွာမှာလည်းဘာနာကသူ့နောက်လိုက်ယာရုခန့်လိုက်တဲ့လူကတ်စ်ကတရားသူကြီးမဲဆိုးရဲ့အခန်းစီကိုရောက်နေပါတယ်။အခန်းထဲမှာတော့ဆင်းလွတ်ထားတဲ့တရားရုံးဝန်ထမ်းတွေကမဲဆိုးရဲ့ပစ္စည်းတွေကိုသိမ်းဆည်းနေပါတယ်။လူကတ်စ်ကလည်းသူ့ရဲ့ ID ကတ်ကိုထုတ်ပြပြီးတော့တရားရုံးဝန်ထမ်းတွေကိုနှင်လွှတ်လိုက်ပါတယ်။ပြီးတော့မှသူရှာတွေ့ထားတဲ့ဆေးဗီတာကွင်းရဲ့ဖွက်စာဖုန်လေးတိုင်းကိုကိုဖီးဖို့အတွက်စာအုပ်တွေကိုတုပ်ပြီးတုပ်လှန်လို့ကြည့်ပြီးတော့အဖြေရှာနေပါတယ်။ လိုကတ်ကလည်းတူလိုချင်တဲ့အဖြေကိုဘယ်အဆောင်မှမရှာလို့မရတာကြောင့်မလို့မဲဆိုးရဲ့ကွန်ပျူတာကိုဖွင့်ပြီးတော့အတုံးဝင်မဲ့ထင်းတဲ့အချက်လက်တွေကိုမှတ်ထားလိုက်ပါရီဇက်မှုလွာမာကကြတော့ North နဲ့ရှာလီတို့အဖွဲ့ကဝေါ်ကားရဲ့အခန်းထဲမှာလူစုပြီးတော့အပေါ်ရက်ကစေးကောင်ဖောက်ဝင်ဖို့အတွက်တိုင်ပင်နေကြပါရီ North ကသူတို့မှစားစရာလည်းနည်းနေရဲ့ပြင်ကိုမှစေးဝါအတွက်လည်းမလုံလောက်တော့တာကြောင့်မလို့အပေါ်ရက်ကိုဖောက်ဝင်ပြီးတော့ခိုးယူဖို့ကိုသူတို့စဉ်းစားမိတယ်လို့ဝေါ်ကားကပြောပြလိုက်ပါရီဝေါ်ကားလည်းသူ့ရဲ့ကွဲသွားတဲ့ငယ်ချီဦးအိန်အောင်ဟောင်း ကာလာမကလေးနဲ့ပြန်တွေ့ရဖို့ပဲစိတ်ရောက်နေရကြောင်းမလို့ Nos ပြောတဲ့အစီအစဉ်ကအလုံးမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ် Nos ကလည်း Walker စီကအကြံဉာဏ်တောင်းတဲ့ခါမှာ Walker ကကာလာမကလေးကိုလွတ်အောင်လှုပ်ပေးလိုက်ရင်ကာလာကထောက်ပံ့ရင်ခေါင်းဆောင်ဖြစ်လို့အကုန်လုံးအဆင်ပြေသွားလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ် Nos ကလည်းရှေးစခန်းကိုဖောက်ဝင်ရတဲ့ကာလာကိုလွတ်အောင်လှုပ်ပေးဖို့ကအစတရာလောက်ပူပြီးတော့ခက်တယ်လို့ပြောလိုက်ပါတယ်ဒါမဲ့လေအချစ်နာမဟုတ်တဲ့အချစ်နှာကြနေတဲ့ဝေါ်ကာကတော့ဘာမှမစင်းစားနိုင်တော့ဘဲနဲ့ သူ့ရဲ့အကြံနိုင်မလို့ဘူးဆိုရင်အကုန်လုံးထွက်သွားတော့ဆိုပြီးတော့နှင်လွတ်လိုက်ပါ रे နော့ဆိုဘဲကလည်းနှာထနေတဲ့ဝေါ်ကာကိုတသက်လုံးလေးစားလာခဲ့တဲ့အချိန်ကြောင့်မလို့ပြန်ထွက်သွားခဲ့ရပါ रे အကုန်လုံးပြန်ထွက်သွားတဲ့ခါကျမှဝေါ်ကာလည်းအမှန်အောင်မမြင်နိုင်တော့ဘဲနဲ့အချစ်ပူမိနေတဲ့လူလိုမျိုးအချစ်မရှိမနေတက်လေးတက်လို့ဒေါ်လာရထွက်လာပြီးတော့ပစ္စည်းကိုကင်ပေါက်နေပါတော့ रे အဲ့ချိန်ဝေါ်ကာရဲ့ကွန်ပျူတာလေးကိုအလွာ90ကပန်းကအလုံးမလုံးလို့လာပြင်ပေးပါဆိုရဲ message တစ်စောင်ဝင်လာခဲ့ပါ रे အဆက်အသွယ်ကြီးအကုန်ဖြတ်တောက်ထားတဲ့အချိန်မှာဝေါ်ကားရဲ့ကင်မရာလေးကိုပဲ message လာတယ်ဆိုတော့ကဘာနာနဲ့တိုက်ရိုက်စကားပြောရမယ်ဆိုတာတီးသွားခဲ့တဲ့ဝေါ်ကားကလေကာလာအကြောင်းသိရဖို့အတွက်စိတ်လုံးရှားသွားပါတော့ဒီဇိုင်းလိုဆက်ကွန်ထဲမှာလေဂျူလီယက်ကနာနေရဲ့ခြေောက်ကိုပြန်ကောင်းအောင်လို့ရေနဲ့ထဲကိုပြန်ဆင်းဖို့အတွက်အသက်ရှူပိုက်ကိုဆွဲယူပြီးတော့ရေထဲကိုအမြန်ဆင်းသွားရပါတယ်တပတ်ကဇိုင်းလိုထဲမှာလေဆင်းကစောင်းကြီးရဲ့အခန်းရှိသွားပြီးတော့အာမဆန်နဲ့တွေ့ကလူကတ်စ်ရဲ့လောက်ရက်တွေကိုမကြည်မနဲ့ပြောဆိုရင်းနဲ့လူကတ်စ်ဘာကြီးလုပ်နေလဲဆိုတာမေးလိုက်ပါတယ် အာမန်ဆန်ကလည်း तू မသိရဲ့အကြောင်းနဲ့တည်ရင်အောင်မှပြောပြလို့မရဘူးဆိုပြီးတော့ငင်းလိုက်ပါလေဇင်းမကလည်း तू မွေးရဲ့မြောက်ကသူ့ကိုပြန်ပြီးတော့ခြောက်နေရာကြောင်းဒေါသထွက်သွားပြီးတော့စီးနေအရာရှိဆိုတာကတရားရုံးရဲ့လက်အောက်မှာပဲအလုတုံနေရတာကွာတရားသူကြီးရဲ့အမိန့်ကိုနာခံရမယ်လို့ပြောလိုက်ပါလေအာမန်ဆန်ကလည်းဇင်းအရင်စီးနေအရာရှိလောက်ခဲ့တုန်းကလည်းတရားသူကြီးမဲဆိုးကိုဘာမှတင်မြခဲ့တာမဟုတ်ဘူးမလားလို့ပြန်မေးကအခန်းထဲဝင်သွားခဲ့ပါလေရှမ်းမှုအလွာမှာလဲဝေါ်ကာကကူရာမက်ဆေ့ချ်ရတာနေ ပြင်းစင်ပစ္စည်းတွေကိုယူပြီးတော့ချက်ချင်းပဲထွက်လာခဲ့ပါတယ်။ဝေါ်ကာထွက်လာတာကိုတွေ့လိုက်ရတဲ့ရှာလီကလည်းအပေါ်လွားဒီမှာအန်နီယရှိတဲ့အတွက်မသွားဖို့တားနေပေမဲ့ဝေါ်ကာကတော့သူ့ကိုဖမ်းရင်လေကာလာမကလိန်းနဲ့အတူတူထားရင်ထားမှာပေါ့လို့ပြောကဆက်လာခဲ့ပါတယ်။ဒီဘက်မှာလည်းလူကတ်စ်ကမဲဆိုးရဲ့အခန်းထဲမှာဘာမှရှာမတွေ့ရကြောင်းမလို့ကွန်ပျူတာတွေကနေပြီးတော့ရလာတဲ့ဆေးဗီတာကွင်းရဲ့မျိုးဆက်မိသားစုအိန်လိပ်စာတိုင်းပဲထွက်လာခဲ့ပါတယ်။ဆေးဗီတာကွင်းရဲ့မိသားစုအိန်ရှိကိုရောက်တဲ့အခါမှာတော့သူ့ရဲ့အိုင်နီကတ်ကိုပြပြီးတော့အာနာယကာစာအယူပေါက်စလေးလိုမျိုး အေးစေးမေးတာမဖြစ်ရင်ဖမ်းမိစစ်မယ်လို့ချင်းချောက်လိုက်ပါလေဆေဗီတာကွင်းရဲ့မိသားစုကလည်းဆိုင်လူရဲ့တမိုင်းမှာဆေဗီတာကွင်းကြောင့်ဆိုင်လူတစ်ခုလုံးပျက်စီးလူနေပါဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်သူတို့မိသားစုဇင်းကပယ်ထားတယ်လို့ပြောလိုက်ပါလေလူကတ်ကလည်းဆိုင်လူရဲ့စာကြည့်ရတဲ့ကနေပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့ဆေဗီတာကွင်းခိုးသွားတဲ့အရာတစ်ခုခုများမင်းတို့မိသားစုမှာကြံနေသေးလားဆိုတာလာရှာတာလို့ပြောလိုက်ပါလေ ကျန်းတဲ့မိသားစုတွေကလည်းစေဗီတာကွင်းလိုမိသားစုရဲ့တိတ်ခါချတဲ့လူရဲ့ပစ္စည်းကိုဘာတစ်ခုမှမထားထားတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။လိုကတ်ကလည်းစာရွက်စာရမ်းပဲဖြစ်ဖြစ်စာအုပ်ပဲဖြစ်ဖြစ်ရှိနေလောက်မှာပါလို့အသေးချာပြောပြီးတော့စီးနှင်းသူတွေကိုလွှတ်ပြီးတော့မရှာစေချင်ရင်ထုတ်ပေးဖို့အတွက်အချိန်ပေးမယ်လို့ပြောကပြန်ထွက်လာခဲ့ပါတယ်။စေဗီတာကွင်းရဲ့မျိုးဆက်အကြီးအကဲကလည်းလိုကတ်ရဲ့နောက်ကိုလိုက်ပြီးတော့လိုကတ်ကယာရုမရဘူးတာတိတာတဲ့အယူလေးတယောက်လိုမျိုးဇွတ်လူချမ်းလှုပ်ပြနေတာတိတာနေတယ်လို့ပြောလိုက်ပြီးတော့ တကယ်လူကျန်းတွေကဘာမှမပြောဘဲနဲ့အရင်ဝင်ကျန်းတာဆိုပြီးတော့ထပ်ပြောလိုက်ပါရီအဲနောက်တော့မှတို့မိသားစုတွေကတန်ရှင်းဝတ်စုံအတွက်ကိုမွေးတွေချုပ်ကြရင်းနဲ့ဆိုင်းလိုကိုပေးဆက်နေရတဲ့အကြောင်းရင်းကဆေးဗီတာကွင်းလိုလူယုံမာနဲ့အမျိုးတော်နေလို့အပြစ်ကျွေးဆက်နေရတယ်ဆိုတာတိထားလို့ပြောလိုက်ပါရီလိုကတ်စ်ကလည်းဘာနာစီကိုပြန်သွားပြီးတော့ဆေးဗီတာကွင်းဟာတမိုင်းအမွေနစ်တွေကိုဖျက်ဆီးပြီးတော့ဆိုင်းလိုတစ်ခုလုံးပျက်စီးလို့နှီးပါအထိလှုပ်ခဲ့ဘူးတဲ့လူယုံမာလားလို့မေးလိုက်ပါရီဘာနာလည်းဆေးဗီတာကွင်းရဲ့လက်ထက်မတိုင်ခင်ဆိုင်းလိုထဲမှာ အနည်း20ကြားတခါပုံကံမှုတွေဖြစ်ခဲ့ပြီးတော့ပုံကံမှုဖြစ်တိုင်းမှာလေပြည်သူတပေါင်းကျော်လောက်အမြဲတမ်းတေးခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ဆေးဗီတာကွင်းရဲ့လက်ထက်ကပုံကံမှုဖြစ်တော့သူကပုံကံမှုတိုင်းကိုတေးချပြန်စစ်ကြည့်ရင်းနဲ့အချိန်ကြီးတစ်ခုကိုသတိထားမိသွားခဲ့တယ်လို့ဘာနာထပ်ပြီးတော့ရှင်းပြလိုက်ပါတယ်။အဲဒီချက်ကတော့ပုံကံမှုတွေဖြစ်ခဲ့ရတာကလူတွေကအတိတ်ကပုံကံမှုတမိုင်းနေကိုတီးထားလို့အတိတ်ကလမ်းတိုင်းပုံကံကြတာကြောင့်မလို့ဆေးဗီတာကွင်းကအတိတ်အကြောင်းနဲ့ပတ်သက်သမျှတမိုင်းနေစာအုပ်တွေနဲ့အမွေအနှစ်တွေအကုန်လုံးကိုဖျက်ဆီးပစ်ခဲ့ပြီးတော့ ပုံကံမှုကိုစက်မှုဌာနပေါ်အပြစ်ပုံချကထိန်းသိမ်းထားနိုင်ခဲ့ပါလိမ့်အဲဒါကြောင့်စေဗီဒါကွင်းကသူ့ရဲ့နောက်လက်ထပ်ဒီမှာပုံကံမှုဖြစ်တော့မယ်ထင်တာနဲ့အပြစ်ပုံချသွေးခွဲပြီးတော့ပြန်ထိန်းဖို့လမ်းစဉ်တစ်ခုကိုချမကဆိုင်းလိုကိုမပြည့်စည်အောင်ကာကွယ်ခဲ့တဲ့သူရဲကောင်းတယောက်ပဲလို့ဘာနာကလူကတ်စ်ကိုအသေးစိတ်ရှင်းပြလိုက်ပါလိမ့်လူကတ်စ်ကလည်းအဲ့ဒီအကြောင်းတွေကိုပြည်သူတွေတယောက်မှမသိဘဲနဲ့အမားကြီးတွေဘယ်လိုလုပ်သိနေရလဲလို့မေးလိုက်ပါလိမ့်ဘာနာလည်းအဲ့ဒီတော့ဆက်ပြီးတော့ရှင်းပြပါလိမ့်စေဗီဒါကွင်းကသူ့ရဲ့လမ်းစဉ်အတွက်သူလုပ်ခဲ့သမျှအကုန်လုံးကိုမေ့သွားရအောင်လို့ ဓာတ်ရုဆေးရည်တစ်မျိုးကိုပေါ်ဆက်ပြီးတော့တောက်ရည်ကိုခတ်လိုက်တာကြောင့်မလို့ဘသူမှမမှတ်မိတော့တဲ့အပြင်အဲ့လိုမေးအောင်လှုပ်ခဲ့လို့လဲ140လောက်ဆိုင်းလိုကငင်းချမ်းနေခဲ့တာပေါ့လို့ပြန်ရှင်းပြလိုက်ပါရီအောက်ဘက်လွာမှာတော့ဒန်ယာရနေတဲ့ပက်ထရစ်ကိုဘောဘီလင်ရဲ့မိန်းမကက်လင်းကလက်ဖက်ဖြော်တိုင်နဲ့ဖြော်နီးကမျိုးစင်ဆက်လက်စင်ကန်းလာတဲ့ရှေးခေတ်ဖြော်ဆက်နီးဆိုပြီးတော့ရှင်းပြနေပါရီပက်ထရစ်ကလည်းကလင်းတို့မိသားစုကရှေးခေတ်အကြောင်းတွေကိုတော်တော်သိရပဲလို့ပြောပြီး ဘော်ဘီလင်ကလည်းအရင်ခေတ်ကတစ်ပေနေနဲ့စိမ့်ဆူနေတဲ့ဓာတ်ပုံတစ်ပုံပြဘူးလေလို့ပြောလိုက်ပါတယ်။ကလင်းကလည်းဓာတ်ပုံကြောင့်အန်အောသွားပေမဲ့ပက်ထရစ်မရိပ်မိအောင်အလိုက်သစ်ပြန်ပြောပေးလိုက်ပါတယ်။ဇိုင်လိုဆက်ကောမှလည်းဂျူလီယက်ကခြေတော်တက်တာသွားတဲ့အတွက်ရေပေါ်ပြန်တက်ပြီးတော့ရဲရင်တစ်လက်ကိုကင်ကပုံးနေလူရှိရင်ထွက်လာခဲ့လို့ကြောက်ပြီးတော့အော်နေပါတယ်။ဒါမဲ့လည်းဘာသာမှပြန်မကြားရတာကြောင့်မလို့ဂျူလီယက်ကလည်းပုံးနေတာကဘသူပဲဖြစ်ဖြစ်ဂေယူမဆိုင်ပဲနဲ့ဖန်နိုင်လူစီမှာရှိနေတဲ့သူ့ရဲ့ဝတ်စုံလိုချင်လို့စကားခဏပေးပြောပါဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ slide မီးတစ်လုံးကဂျူလီယက်မျက်နှာကိုထိုးထားပြီးတော့လူတယောက်ပေါ်လာကဂျူလီယက်ပြောရင်လူကိုလည်းတတ်လိုက်တဲ့အကြောင်းနဲ့ဂျူလီယက်ကိုလည်းထွက်မပြေးနိုင်အောင်တတ်ပြစ်မိလို့ပြောလိုက်ပါရီဂျူလီယက်ကလည်းဆိုလိုအသက်ခံရတယ်ဆိုတာမယုံတဲ့အတွက်စကားပဲခဏပေးပြောပါလို့ပြောရင်းနဲ့အနာတိုးသွားအကြောင်းရိတ်သေးကလူကလည်းမြားနဲ့ပြစ်လိုက်ပါရီဂျူလီယက်လည်းမြားမှန်သွားပြီးတော့နယံကွဲမှာပုံနေရင်မြားကိုဆွဲနှုတ်လိုက်ပါရီတပတ်ကဆိုင်လိုထဲမှာလည်းကာမီကအာမန်ဆန်နဲ့စားတော့တန်းမှာတွေ့ပြီးတော့မတော်တဆတွေ့တယ်လို့လို့ဘာလို့လို့နဲ့ရောက်တဲ့ရာစကားတွေပြောရင်းနဲ့ ဆိုင်းလိုမှာအန်ဒီရဲ့အရန်ကြီးနေတဲ့အချိန်စိမ်းမလို့သမျှအကုန်လုံးကဆိုင်းလိုကောင်းစားဖို့တခုပဲရည်ရွယ်ချက်ရှိရဲဆိုတာယုံကြည်ပေးဖို့တက်ပြောလိုက်ပါလေအာမဆန်ကလည်းဘာပြောချင်တာလဲဒဲပြောဖို့မေးလိုက်တဲ့အခါတော့မှဂါမီကဘာနာရဲ့နောက်လိုက်အစ်တလူကတ်စ်တယောက်ဘာတွေလုပ်နေလဲဆိုတာသိဖို့နီလန်ကအာမဆန်တယောက်ပဲကူညီနိုင်မဲ့အကြောင်းပြောလိုက်ပါလေအာမဆန်ကလည်းသူကူညီခြင်းနဲ့ဆိုရင်တော့ဘာနာကတနည်းနည်းနဲ့တီးသွားမှာပဲလို့ပြောတာတောင်းပန်လိုက်ပါတော့တယ်တပတ်ကအလွာမှာလဲဝေါ်ဂါကပန်းပြတ်တဲ့အခန်းစီကိုရောက်တဲ့အခါမှာတော့ဘာနာကိုတွေးလိုက်ရပါလေ ဘာနာလဲကင်မရာဖွင့်ပြီးတော့သူနဲ့တွေ့ဖို့တောင်းဆိုတာဘာလို့လဲဆိုပြီးတော့မေးလိုက်ပါတော့။ဘောကကလည်းကင်မရာကိုမတော်တဆမားဖွင့်မိရလို့ညင်းမိမိ။ဘာနာကတော့ကာလာနဲ့အခုထိချစ်နယ်လန်ထားနေရသူသိပြီးသားလို့ပြောကအပေးယူတစ်ခုလုံးစရာရှိတယ်လို့ပဲဒေပြောလိုက်ပါတော့။ဘောကလည်းကာလာအသက်ရှင်နေသေးကြောင်သိရရင်စကားဆက်ပြောမေးလို့ပြန်ပြောလိုက်ပါတော့။အဲဒါကြောင့်ဘာနာကလည်းဝေါ်ကကိုစေကျော်ရဲ့အခန်းပြင်ဘက်ထိခေါ်သွားပြီးတော့ချောင်းကြီးပောက်ကနေကားလောက်ပြလိုက်ပါရီ အဲ့နောက်မှာတော့သူ့ဘက်ပြီးသွားပြီမလို့ဆက်မှုအလွာကိုသွားတရှူလှုပ်ပြီးတော့သူ့စီကိုတရင်နေပြန်ဖို့ဖို့ဝေါ်ကောက်ကိုပြောလိုက်ပါလေဝေါ်ကလည်းညင်းမှုစူးစားတဲ့ခါမှာဘာနာကကာလာမကလေးအသက်ဆက်ရှင်စေခြင်းနဲ့ဆိုရင်တော့လက်ကိုလက်ခံမှရမယ်လို့ပြောလိုက်ပါလေဆိုင်လိုဆက်ခွန်မှာလည်းဂျူလီယာကအခန်းတစ်ခုစီကိုထွက်ပြေးသွားပြီးတော့မြားထိထားတဲ့ဒဏ်ရာတွေကိုတွေ့ရစီးနဲ့သူ့ကိုယ်သူပြန်ကုနေရပါလေတပတ်ကဆိုင်လိုမှာလည်းစင်းတယောက်တည်းရှိနေတော့အာမဆန်ကလေရောထဲမှာတွေးဖို့ချိန်တဲ့ message သူ့ရဲ့ကွန်ပျူတာလေးကိုဝင်လာခဲ့ပါလေ အမဆေးမကလည်းချက်ချင်းပဲလေရောစီကိုထွက်လာခဲ့ပြီးတဲ့နောက်လိုကတ်ကဘာရီရှာနေရတယ်လို့မေးလိုက်ပါတယ်။အမဆန်ကလည်းဆေးပီတာကွင်းရဲ့စာအုပ်တုပ်ရှာနေရလို့ပြောလိုက်ပါတယ်။ဆေးမကလည်းဘာစာအုပ်လဲဘာကြောင့်ရှာလဲသိလားလို့ထပ်ပြီးတော့မေးတဲ့အခါမှာအမဆန်ကအဲ့ဒီအကြောင်းကိုတော့သူလည်းမသိတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဆေးမကလည်းအမဆန်ကသူ့ကိုကြောက်လို့ပြန်ကူညီနေရပဲလို့ထင်ပြီးတော့လိုကတ်ဘယ်လိုသွားနေလဲဆိုတာသူ့စီကိုသတင်းပို့ဖို့အတွက်အမဆန်ကိုအမိန့်ထပ်ပေးလိုက်ပါတယ်။အမဆန်ကလည်း ူကူညီတာပထမဆုံးနဲ့နောက်ဆုံးပဲလို့ပြန်ပြောကနောက်တစ်ခါကာမီကိုလွှတ်ပြီးတော့အကူကြီးမတောင်းခိုင်းနေလို့ပြန်ပြောလိုက်ပါရီအောက်ဘက်လွာမှာလည်းဘောဘီလင်ပြန်ဟုတ်တဲ့အခါမှာတော့ကက်လင်းကဓာတ်ပုံစာရွက်ကိစ္စကိုမေးလိုက်ပါရီဘောဘီလင်ကလည်းငြင်းမရတဲ့အဆုံးဂျူလီယက်စီကရလာတဲ့စာအုပ်ကြောင်းနဲ့ဓာတ်ပုံတစ်ခုပဲယူထားပြီးတော့ဂျန်နာတွေကိုဖျက်ဆီးခဲ့တဲ့အကြောင်းအကုန်ပြောပြရင်းနဲ့ဓာတ်ပုံစာရွက်ကိုပြလိုက်ပါရီကက်လင်းကလည်းပုံကိုကြည့်ပြီးတော့သူမမြင်ဘူးတဲ့အပြင်ကဘာကြီးကိုအားကြရင်ဘယ်တော့မှမကြုံဘူးတော့မှကိုတွေးမိပြီးတော့ဝမ်းနေသွားပါတော့တယ်ဘောဘီလင်ကလည်း ကလေးနဲ့အတူတူခံစားနေရတဲ့အကြောင်းကိုပြောတာဒီတက်ပို့ပြီးတော့ဘာမှမသိတဲ့ပြင်တကယ်ရောဟုတ်ရောဟုတ်ရဲ့လားဆိုတာလေသူမသိဘူးလို့ပြန်ပြောလိုက်ပါလေလိုကတ်ကလေဆေဗီဒါကွင်းအကြောင်းအမှန်တိုင်းသိသွားတာနဲ့ဆေဗီဒါကွင်းရဲ့မျိုးဆက်အိမ်ကိုပြန်သွားခဲ့ပါလေအိမ်ထဲကိုရောက်တာနဲ့ပထမခေါက်ကသူရိုင်းဆိုင်မိခဲ့တဲ့အတွက်တောင်းမန်ကဒါမန်ပြည်သူကနေရုတ်တရက်အာနာထရတော့ခဏတပြုတ်အာနာယူသွားတဲ့အကြောင်းဝန်ခံလိုက်ပါလေပြီးတော့မှဆေဗီဒါကွင်းဟာမိသားစုရဲ့တည်ထားသူလို့မဟုတ်ဘဲနဲ့ ဆိုင်လိုကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ဆိုတာပဲတီးထားပေးဖို့ပြောလိုက်ပါလေ။ကျန်တဲ့မိသားစုတွေကလည်းအရင်နှစ်အတော်ကြာကြာက Lucas လိုမျိုး ID ကိုကင်ပြီးတော့တရားသူကြီးမဲဆိုးရောက်လာခဲ့တော့ကအခုလိုမျိုးပြောသွားတယ်လို့ပြန်ပြောလိုက်ပါလေ။ Lucas ကလည်းမဲဆိုးရောက်လာကြအောင်အံ့ဩသွားပြီးတော့မဲဆိုးကဘာတွေပြောပြီးတော့ဘာယူသွားသေးလဲလို့မေးလိုက်ပါလေ။ကျန်ခဲ့တဲ့မိသားစုတွေကလည်းမဲဆိုးကဘာမှထပ်မပြောတော့ပဲတို့စီကစေပေတာကွေးနာမည်ရေးထားတဲ့ဥပဒေစာအုပ်တုံးနဲ့အမွေးနှစ်စာအုပ်တုံးနဲ့လဲသွားတယ်လို့ပြောလိုက်ပါလေ။ ဘာနာကလည်းဝေါ်ကောက်အကြက်ကင်ပြီးတော့နော့စတိုဘာရီဂျန်စီနေလေးမေးတာကြောင့်ဝေါ်ကလည်းနော့စတိုစေကန်းဖောက်မဲ့ကိစ္စကိုပြောပြလိုက်ပါလိဝေါ်ကဖော်ကောင်လောက်တာမသိဘဲနဲ့နော့စရဲ့လူတွေကစေကန်းကိုခက်ခက်ခဲခဲဝင်ဖောက်ပြီးမှအထဲမှာကြိုးစောင့်နေတဲ့စီးနင်းသူတွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါလိဘာနာကလည်းဝေါ်ကောက်ကိုနောက်ထပ်တရှူလှုပ်ပေးဖို့နဲ့ကင်မရာကိုလည်းပြန်ဖွင့်ထားဖို့အတွက်ပြောလိုက်ပါလိဝေါ်ကလည်းဘလို့မှငြင်းမရတဲ့အဆုံးဘာနာကပဲလူယုံမှလို့ဆဲဆိုပြီးတော့ပြန်လာခဲ့ပါတော့လိလိုကတ်ကလည်းဆေးဗီတာကွေးမိသားစုစီရနေပြီးတော့ အခန်းအောင်အမြန်ပြန်လာပြီးတော့စေဗီတာကွင်းနာမည်ထိုးထားတဲ့ဥပဒေစာအုပ်ကိုရှာနေပါလေ။အဲနောက်တော့ဖတ်စာဖုံးဒီတိုင်းပဲစာမျက်နှာရင်းနဲ့ဖော်ကြည့်တဲ့အခါမှာတော့ဒီနေရာအထိခရီးရောက်လာခဲ့ရင်တော့အကုန်လုံးကလုံးဆက်ကြီးတစ်ခုဆိုတာတီးလောက်ရောပေါ့ဆိုတဲ့စာတစ်ကြောင်းကိုအတိတ်ပဲဖုံးနိုင်သွားပါတော့လေ။လူကတ်စ်ကလည်းသူ့ရှာနေတာကိုဘာနာစီကိုတင်ပြဖို့အပြင်ပြန်ထွက်လာတဲ့အခါမှာဇင်းကိုမတွေ့ပြီးတော့ကြောက်လန့်သွားပါတော့လေ။ဇင်းကလည်းဘာလို့လုံနေရလဲဆိုပြီးတော့မေးလိုက်ပေမဲ့လူကတ်စ်ကနှုတ်ပိတ်နေရာကြောင့်ဇင်းလည်းပဲလူကတ်မှမိတ်ဆွေလူရဲလို့ပြောလိုက်ပါတယ်။ ပြီးတော့မှဘာနာဟာအမြဲတမ်းအသုံးချတတ်တဲ့လူဖြစ်လို့ဒူလိုဂျင်နာယာဘီယာနဲ့လူကတ်စ်ကိုလည်းမိုင်းမင်းကိုပြန်ပို့ရေပို့မဟုတ်ရင်လည်းတတ်မှာပဲလို့ပြောလိုက်ပါရီလူကတ်စ်ကလည်းတတိပီးရဲ့အတွက်ကျေးဇူးတင်စကားပြောပြီးတော့ပြန်ထွက်သွားဖို့အလုပ်မှာဂျင်းကလူကတ်စ်ရဲ့အမေအလုပ်လုပ်နေတဲ့ဇေယုံကိုအတိအကျပြောပြလိုက်ပြီးတော့လူကတ်စ်ကို"သူမကလူနာအဖြစ်မြင်ချင်မှာမဟုတ်ဘူး"လို့ထပ်ပြောလိုက်ပါရီရှမ်းမှုအလွာမှာလည်းဝေါ်ကာပြန်အောင်လာနဲ့အခန်းထဲကကင်မရာကိုပြန်တက်ပေးထားလိုက်ပါရီကင်မရာတက်ပြီးတဲ့အခါမှာတော့ရှာလီကဝင်လာပြီးစေကန်ဖောက်ဖို့သွားတဲ့သူတို့အဖွဲ့တွေအဖမ်းခံလိုက်ရတဲ့အကြောင်းပြောလိုက်ပါရီ ပြီးတော့မှရှာတွေကသူတို့အဖွဲ့တီအသက်ပါခံရသွားနိုင်တဲ့အကြောင်းပြောပြရင်နေစီးနင်းသူတွေကကြိုးဆောင်ပြီးတော့ဖမ်းခဲ့တာကြောင့်အဖွဲ့ထဲမှာတက်စပောက်တရှိုးရှိနေပြီလို့ပြောလိုက်ပါတယ်။ဝေါ်ကလည်းသူ့ကိုယ်သူမလုံမလဲဖြစ်ပြီးတော့မူပြတ်သွားပြီမေခရီးပန်းလို့ဆိုပြီးတော့ညာပြောလိုက်ပါတယ်။အဲနောက်တော့သူတယောက်တည်းအေးစစနားကျင်တယ်လို့ပြောကရှာလေးကိုလည်းပြန်လှုပ်လိုက်ပါတယ်။ရှာလေးပြန်ထွက်သွားတဲ့အခါတော့မှကင်မရာကတဆင့်ဘာနောက်လက်ကလေးထောင်ပြပြီးတော့ဆဲလိုက်ပါတယ်။ဆိုင်းလိုဆက်ကုန်မှလည်းဂျူလီယက်ကဒိုင်းယာကိုအေးပေါ်ကုပြီးတော့ဒိုင်းတစ်ခုနဲ့လက်နက်တစ်ခုကိုကင်ကပြန်ထွက်လာခဲ့ပါတယ်။ လေကားစီကိုရောက်တဲ့အခါလဲကြနေတဲ့ခေါင်းစွန်းနဲ့လူတစ်ယောက်ကိုတွေ့တာကြောင့်တရေထားပြီးတော့အနားကပ်သွားခဲ့ပါလေအနားရောက်တဲ့အခါမှာတော့လဲကြနေတဲ့သူကထပြီးတော့တိုက်ခိုက်တာကြောင့်ဂျူလီယက်ကလည်းအားကုန်ပြန်တိုက်ခိုက်ရင်းနဲ့ခေါင်းစွန်းနဲ့လူကိုလဲသိမ့်နိုင်ခဲ့ကခေါင်းစွန်းကိုချွတ်ကြည့်လိုက်ပါလေအဲဒီတော့မှခေါင်းစွန်းနဲ့လူကအမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတဲ့ချိန်နောက်ထပ်မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ပေါ်လာပြီးတော့ဂျူလီယက်ကိုမျှားနေချိန်ထားလိုက်ပါလေပြီးတော့မှမျှားကင်ထားတဲ့မိန်းမကပထမတစ်ခါကအသက်မသိအောင်ပြစ်လိုက်ပေမယ့်အခုတစ်ခါတော့နှလုံးတက်တက်ကိုပြစ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါလေ လူတွေကလည်းဘာမှလုံးမရတော့ပဲလူမရှိဘူးထင်ထားတဲ့ဆိုင်းလိုထဲမှာလူတွေတွေ့လိုက်ရတဲ့အတွက်အန်အော်တကြီးမောကြည့်လိုက်တဲ့အချိန်မှာပဲကျွန်တော်တင်ဆက်ပေးနေတဲ့ဆိုင်းလိုစီစဉ်2ရဲ့ episode 8လေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီတော့ရုပ်ရှင်စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးအောင်ပါမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်းပဲလက်ကန် subscribe ပြည့်လှူထားပေးထားကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းများပြည့်စုံကြပါစေလို့ ZD for you ရဲ့ဝိုင်းတော်သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ် အစုံနဲ့ကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်